မြန်မာပြည်ရဲ့မြောက်ဖြားပိုင်းနေရာအမြင့်နေဆိုတော့ရာမြောက်ဖက်မှာမြင့်နေတောင်ကုန်းတွေရှိတယ်တစ်တောတွေရှိတယ်အေရဝတီတို့ချင်းနှွန်းတို့ဆိုအဲ့ဒီကနေစပြီးစီစဉ်ရတာ upstream မှာတဘာဝပတ်ဝန်းကျင်တွေပြက်လာပြီးတောတွေမရှိဘူးတောင်ကုန်းတွေဖြစ်သွားပြီးအေရဝတီမြစ်ချင်းနှွန်းမြစ်ရဲ့မြစ်ဖြားတွေမှာရေစုဆောင်ပေမဲ့တော်ရီမရှိတော့ဘူးဆိုရင်ဒီ ARD မြေချင်းမြေကြီးဖြတ်သွားတဲ့အလဲပိုင်းဒေတာနဲ့ ိုမြို့ဝကျွန်းပေါ်အောက်ပိုင်းဒေသတွေမှာစောစောပြောတဲ့ downstream ဆိုတဲ့ဒေသတွေမှာအကျိုးသက်ရောက်မှုတွေဆိုးရတဲ့အကျိုးသက်ရောက်မှုတွေအများကြီးဖြစ်နေတာပေါ့တကယ်ပထူရနေထားရရှိတဲ့ရှိတတ်တဲ့နေရာမှာတောတွေမရှိတော့ဘူးသဘာဝပတ်ဝန်းကျင်တွေပြတ်စပြူလာတယ်ဘတ်တတူတူးကယ်ဆိုတဲ့မြေကြီးတွေဖွာရတာပေါ့နက်နက်ကြီးတွေတူးကြတော့မြေစာတွေထွက်တာပေါ့ဒီတွင်းရနေပြီးတော့ဓာတ်တတူတွေရပြီးရင် ပြန်ဖို့ရမယ့်အစားနောက်တွင်းကိုဆက်လုပ်ကြတယ် လူနေအိမ်ကြီးတွေဒုက္ခရောက်တယ်လို့ပဲစိုက်ခင်းပြိုးခင်းတွေဒုက္ခရောက်တယ်ရေချောင်းတွေကျင်းသွားတယ်နှုံးတွေပူပြီးနေရာဒီမှာတဲတောင်တွေပေါ်လို့ဒီလိုဒုက္ခတွေအကျိုးဆက်တွေဆက်ဆက်နေတာသစ်ပင်သစ်တော့မြို့မှာနေတဲ့လူတွေကလည်းကုမြို့မှာစိမ့်စိမ့်ဆူဆူမြို့ပတ်ဝန်းကျင်မှာစိမ့်စိမ့်ဆူဆူဖြစ်အောင်သစ်ပင်တွေစိုက်ကြဖို့ဆိုတဲ့တာဝန်ကတော့အ ਨੇ ဆုံးရှိတာပေါ့ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app မချူရီမှာဘာပဲလုပ်လို့ရနိုင်ပြီနော်တိဖုန်နဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner အဲ့တော့ဒုပမာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ကြောင်ပြောမယ်ဆိုရင်ဒုအရင်ဆုံးတတိထားမှာတော့ကိုယ်နိုင်ငံရဲ့ပထဝီအနေထားပေါ့အဲ့တော့ဒုနိုင်ငံကမြန်မာပြည်ရဲ့မြောက်ဖြားပိုင်းနေရာအမြင့်နေဆိုတော့မြောက်ဖက်မှာမြင့်နေ တောင်ကုန်းတွေရှိတယ်တစ်တောတွေရှိတယ်အရာဝတီတို့ချင်းနှွန်းတို့ဆိုအဲ့ဒီကနေစပြီးစီစဉ်ရတာအဲ့ဒီကနေမြဖြတ်ခံရတာအဲ့တော့အဲ့လိုမြောက်ပိုင်းဒေသကနေတခါဗမာပြည်အလယ်ပိုင်းဖြတ်လာတယ်နောက်တောင်ပိုင်းဒေသကနေပင်လယ်ထဲကိုဝင်သွားတယ်ပေါ့မြစ်တွေချောင်းနေအဲ့တော့သူ့ရဲ့ပထဝီနေထားမြောက်ပိုင်းကမြစ်နဲ့အလယ်မှာလွန်ပြင်နေတွေ့မယ်နောက်တဖြည်းဖြည်းနဲ့ကံယူတန်းဒေသကိုဆင်းသွားတာပေါ့အရာဝတီတို့မွန်းတို့ဘာတို့မှာပင်လယ်ထဲကိုဆင်းသွားတော့နော် တော့အဲ့ဒီပထူရနေထိုင်ရာကြည့်လို့ရှိရင်မြောက်ပိုင်းဒေသရဲ့အရေးပါမှုကိုမှန်းကြည့်လို့ရတယ်အဲ့တော့အသုံးနှုံးရပြောရရင်တော့ upstream လို့သုံးတာ ARV တို့ချင်းတွင်းမြစ်တွေရဲ့ upstream အပေါ်ပိုင်းရေဝေရေလဲဒေသပေါ့နော်ဒီမန္တလေးတို့မကွေးတို့ပဲခူးတိုင်းတို့စသဖြင့်ရန်ကုန်တိုင်းတို့မြို့ဝကျွန်းဘုံဒေသတွေကတော့ downstream လို့ခေါ်တော့ရေဝေရေလဲဒေသရဲ့ခေါ်ရ ရေတွေကိုစတင်စုဆောင်းပေးတဲ့ဒေတာတွေကို upstream တဖြည်းဖြည်းအဲ့ဒီရေတွေဖြတ်စည်းသွားပြီးနောက်ဆုံးမှာပင်လယ်ထဲရောက်သွားသည့်အထိဒေတာတွေကို downstream ပေါ့နော်ဒီလိုမြေရဲ့အောက်ပိုင်းပေါ့မြေရဲ့အထက်ပိုင်းပေါ့တို့အဲ့တော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဟိုကြည့်မယ်ဆိုလို့ရင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကကြည့်မယ်ဆိုရင်ရေဝေရေလဲရှုထောင့်ကဟိုကကိုယ်နိုင်ငံရဲ့တခုအနေထားကိုသိမှ ဆွေးနွေးလို့ပို့ပြီးတော့ပြည့်စုံတော့ပေါ့မျက်စိတည်းမြင်တာပေါ့နော်အဲ့တော့ upstream မှာတဘာဝပဝန်းကျင်နေပြက်လာပြီတောတွေမရှိဘူးတောင်ကရုံးတွေဖြစ်သွားပြီ ARD မြစ်ချင်းနှင်းမြစ်ရဲ့မြစ်ဖြားတွေမှာရေစုဆောင်ပေမဲ့တောတွေမရှိတော့ဘူးဆိုရင်ဒီ ARD မြစ်ချင်းနှင်းမြစ်ကြီးဖြတ်သွားတဲ့အလဲပိုင်းဒေသနဲ့ဟိုမြို့ဝကျွန်းပေါ်အောက်ပိုင်းဒေသတွေမှာစောစောပြောတဲ့ downstream ဆိုတဲ့ဒေသတွေမှာ အကျိုးသက်ရောက်မှုတွေဆိုးရတဲ့အကျိုးသက်ရောက်မှုတွေအများကြီးဖြစ်နိုင်တာပဲတကယ်နော်ဒါကြောင့်မလို့တို့ကသဘာဝပတ်ဝန်းကျင်ကြောင်းပြောလို့ရှိရင်ကိုယ်နိုင်ငံရဲ့ပထူရနေထားကိုအရင်မြင်ရမယ်အဲအဲ့ဒါပြီးလို့ရှိရင်ဒီရေဝေရလက်ဒေတာဆိုတဲ့ဘုဟုတ္တအတိလေးလဲတို့ကနည်းနည်းရှိဖို့လိုတာပေါ့သူမြေနော်ဒီလိုရာသီဥတုတွေပြောင်းလဲပြည့်စည်လာတာဟာတိတိတသာသာ ရည်ကြီးရရှံဖြစ်တာ2015ခုနှစ်ကပေါ့ဒီအေရီချင်းတွင်မြေဝန်းလွန်ပြင်းကြီးတွေတစ်ခုလုံးမှာ ရေမတက်စဘူးတွေတက်ခဲ့တာပေါ့နော်ပြီးခဲ့တဲ့နှစ်ကရည်ကြီးတွေဟာကြတော့ကလောတို့လိုတောင်ကြီးတို့လိုတောင်ပေါ်မြို့ကြီးတွေပါရည်ကြီးရရှံဖြစ်ပြီးအိမ်တွေပြိုမြေတွေပြိုကြအိမ်တွေမျောသွားတိုက်တွေပြိုကြစသဖြင့်လမ်းတွေပြတ်အဲ့ဒီလောက်ထီအောင်ဘာလို့ဖြစ်တယ်လဲလို့ဖြေရှားကြည့်မယ်ဆိုလို့ရှိရင် တို့နိုင်ငံရဲ့စောစောပြောသလိုပထူရနေထားရရှိတဲ့ရှိတတ်တဲ့နေရာမှာတော်တယ်မရှိတော့ဘူးနော်ဆိုလိုတာသဘာဝပတ်ဝန်းကျင်တွေပြက်စပြုတ်လာတယ်နော်အဲ့ဒီပြက်စပြုတ်လာတဲ့ဟာကသိုးဝါပြင်းထန်လာတဲ့ရာသီဥတုနဲ့တွေ့တဲ့ခါကျတော့ဖြစ်လို့ဖြစ်တာမရှိတဲ့ဖြစ်ရုပ်ဖြစ်စင်နဲ့ကြော်ပြီးတော့အလွန်အကျူးတွေဖြစ်တာပေါ့နော်ဟိုတမိမဲတဲ့မိခွန်းတော့မှတောင်ကြီးတို့ကလောတို့ရေကြီးတယ်လို့ပဲ ဟိုမိုးထီမိုးမီဆိုတဲ့ဒေတာပေါ့ရွှေတွင်တွေတူးတဲ့ရွှေတွေကိုအကြီးအကျယ်တူးခဲ့တဲ့ရွှေလောက်ကတွေအများပြားနဲ့မြေကြီးတွေကိုဖွားခဲ့တဲ့ဒေတာမှာရွာလုံးကျမြေပြိုပြီးတော့မြုံနှုံးမြေတွေရဲ့အောက်ကိုလူတွေရောအိမ်တွေရောတခါတည်းမြုပ်သွားတဲ့ဆိုတာတို့ဘာသာရေးရကြည့်မယ်ဆိုမြေမြူတယ်လို့ပြောလို့ရတော့เนาะသို့တော်လည်း အဲ့ဒီရွာထဲမှာလူတဲ့နေတဲ့လူတွေဟာမကောင်းမှုလုပ်လို့မြင်းမြူတိုင်းဆိုတာထက်သူတို့ပတ်ဝန်းကျင်သူတို့မထိန်သိမ့်ငိုင်နေခဲ့လို့ဒီလိုဖြစ်ရတယ်လို့ပြောနိုင်တာပေါ့နော်အဲ့တော့ရှိတဲ့ရှိတဲ့တောရှိတဲ့အမယာမှာတောကိုထိန်သိမ့်ထားရမယ်နောက်တကဓာတ်တုတူးတယ်ဓာတ်တုတူးတယ်ဆိုလို့ရှိရင်သူ့ရဲ့စီမင်းစည်းကမ်းတွေရှိတယ်ဓာတ်တုတူးခဲ့ဆိုတဲ့မြေကြီးကိုဖွားရတာပေါ့နက်နက်ကြီးတွေတူးကြတော့မြေစာတွေထွက်တာပေါ့ သူစိတ်ခံရဆိုရင်အဲ့ဒီနေရာမှာစိတ်တိုင်းကြတူးပြီးပြီဆိုရင်အဲ့ဒီနေရာမှာအဲ့ဒီမြေလေးတွေနဲ့ပြန်ဖို့ခဲ့ပြန်ကြိတ်ခဲ့ဒီလိုလုပ်ရမယ်လို့စီမင်းစည်းကမ်းနေရှိပါလျက်နဲ့ဒီတွင်းရနေပြီးတော့ဓာတ်တထုတွေရပြီးရင်ပြန်ဖို့ရမယ်အစားနောက်တွင်းကိုဆက်လုပ်ကြအဲ့လိုနဲ့မြမပြည်မြောက်ပိုင်းဒေသတွေမှာမြေစာပုံတွေပြိုးလို့လူတွေပြီးသွားတယ်ဟုတ်လားအမျိုးစုံကြားနေရနော် အဲ့ဓာရီဟာတဘာဝပဝင်ကျင်ကိုထိမ့်သိမ့်မှုအားနေခဲ့လို့ဖြစ်နေတယ်လို့ဥကအဲ့လိုယူဆပါတယ်သူငယ်နော်ဟိုတစ်ပင်တစ်တော်ရရှိခြင်းအဖြစ်အဲ့ဒီဒေတာမှာရွာတဲ့မိုးတွေကိုရေကိုထိုက်ရမစီစင်းစိပဲနဲ့အမြင့်တေကနေပြီးတော့ဆုတ်ပြီးတော့ရေတွေကိုထိမ့်သိမ့်ထားတာပေါ့တော့ကတော်ကြီးဆိုရင်ဘယ်လောက်ထိမ့်သိမ့်နိုင်မလဲဆိုတာမှန်းကြည့်လို့ရတယ် အဲ့ဒီတော်ကြီးမရှိတော့ဘူးဆိုရင်ရွာသမျှမိုးတွေကမြကြီးအပေါ်ရန်ကတွေ့သမျှတိုက်စားပြီးတော့တစ်ချိန်နဲ့တခါတည်းအောက်စီးဆင်းသွားတာစီးဆင်းနေဆိုတော့ရိုးမစီးတော့တွေ့သမျှအကုန်တိုက်စားသွားတာနော်အဲ့ဒီလိုတိုက်စားပြီးတော့တစ်ပင်မရှိလို့တိုက်စားရုံနဲ့မကဟိုးမြစ်အလဲပိုင်းတို့အောက်ပိုင်းတို့မှာသွားပြီးအဲ့ဒီတိုက်စားလာတဲ့အနေအနစ်တွေကိုပို့ချတာပဲမြစ်ရဲ့အောက်ပိုင်းကျမ်းမြေမှာပို့ချတာ ညကြီးကတော့ပြည့်နေတယ်ဒါတော့ရေကတိမ်နေလေးဖြစ်နေမယ်တဖြည်းဖြည်းနဲ့မြစ်ကျမ်းပင်ကမြင့်လာတဲ့အခါသူရေတူလောင်နိုင်တဲ့အားနဲသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစတော့ပြောတဲ့ downstream လို့ပြောတဲ့ဒေတာတွေမှာအများကြီးဒုက္ခရောက်တာပေါ့နော်အဲ့တော့လူနေအင်ဂျီတွေဒုက္ခရောက်တယ်လို့ပဲစိုက်ခင်းပြိုးခင်းတွေဒုက္ခရောက်တယ်ရေချောင်းတွေကျင်းသွားတယ်နှုံးတွေပူပြီးနေရာဒီမှာတဲတောင်တွေပေါ်လို့ ဒီလိုဒုက္ခတွေအကျိုးဆက်တွေဆက်ဆက်နေတာသစ်ပင်သစ်တော့ဆိုလိုတာဟိုအထက်ပိုင်းမှာသစ်ပင်တွေရှိနေကုတ်တွယ်ပြီးတော့ရေတွေတူလုံးထားမဲ့အစားဒီလိုရေတူလုံးထားမဲ့အပင်တွေမရှိတဲ့အတွက်ဒလဟောရွာသမျှမှုအစိတားမရှိစီစဉ်သွားတဲ့အခါမှာရေတိုက်စားမှုတွေကံပါပြူတာတွေနောက်တစ်ခုကရေဟိုဘကန်ဒီဘကန်ကူຫນွေရသည်ဆိုရင် ရေကူးကြမလို့ပဲနဲ့တောင်နေထွန်းပြီးတော့လူဖြတ်သွားလို့ရတာတွေအပူပိုင်းဒေသတွေမှာမြေချောင်းတွေတအားကျင်းသွားတာတွေအဲ့လိုတစ်ဆက်တစ်ဆက်တည်းခံစားရတာပါသူများတဘာဝပဝင်ခြင်းထိမ့်သိမ့်နေဆိုတော့ဘယ်အရမှနေနေလူသားတယောက်ချင်းတယောက်ချင်းတိုင်းမှာတာဝန်ရှိတယ်လို့ပြောလို့ရတာပေါ့နော်ဟိုကိုနဲ့မဆိုင်ဘူးလို့နေလို့မရတော့ဟိုပတ်သက်လာတာပေါ့နော်အဲ့တော့ကြတော့ မြို့မှာနေတဲ့လူတွေကလည်းကိုမြို့မှာစိမ့်စိမ့်ဆူဆူမြို့ပတ်ဝန်းကျင်မှာစိမ့်စိမ့်ဆူဆူဖြစ်အောင်အတိပင်းနေဆိုင်ကြဖို့ဆိုတဲ့တာဝန်ကတော့အ ਨੇ ဆုံးရှိတာပေါ့အကယ်၍များတိပင်းတက်တော်တွေနဲ့ဆက်ဆက်နေတဲ့မြို့တွေရွာတွေဆိုဘေးရတော့အရန်ကရောမခုတ်ဖို့ထိမ့်တာဖို့ထိမ့်ထားဖို့ကလည်းဒါအရေးကြီးတာပေါ့နော်အဲ့တော့သဘာဝပတ်ဝန်းကျင်လို့ပြောတဲ့အခါမှာသဘာဝပတ်ဝန်းကျင်ရဲ့အဓိပ္ပာယ်ကတော့အကျယ်ကြီးပေါ့သို့တော်ဥရောကတော့တက်တော်သမားပြီပြီး တစ်တော်ဘက်ကိုဆွဲပြောနေတာတော့မဟုတ်ဘူးဒါတစ်တော်တွေမရှိရင်တစ်တော်တွေပြန်ဆိုင်ပေးရင်နော်ဒါကောင်းတယ်ပြန်ဆိုင်ပေးရင်တော့တော်တွေအရန်ကာရောမခုတ်ပဲနဲ့စီလီကန်လေးနဲ့ခုတ်ကြမယ်ရှိထားတဲ့သဘောဝကျပတ်ဝန်းကျင်မှာရှိတဲ့တစ်တော်လေးတွေကိုထိန်းထားကြမယ်ဆိုရင်ဒါကောင်းတယ်လို့ဥရောပြောချက်နဲ့ဥပမာဘရာဇီးနိုင်ငံမှာမြို့ဧရိယာနဲ့တစ်ဆက်တစ်ဆက်ပဲဧကထောင်ချီပြီးတော့သဘောဝတော်ကြီးတွေကိုထိန်းထားတာ အဲ့လိုထိန်းထားခြင်းအပြင်အဲ့ဒီသဘောဝတော်တွေကိုသွားပြီးတော့မြို့ပေါ်လူတွေကကြမ်းမရေးလေးချင်ကလုံးမယ်အပန်းဖြေမယ်စသဖြင့်ပေါ့အဲ့ဒီသဘောဝတော်ကြီးရှိနေတဲ့အတွက်ကိုမျိုးကိုလည်းရာသီဥကအေးမြစေတယ်အပူကိုလျော့နေစေတယ်အလားတူပဲအဲ့ဒီတော်တွေကိုသွားပြီးအပန်းဖြေရတဲ့အတွက်အကောင်မလောင်နေလဲနေရတယ်လူတွေကြီးပဲလောကကြီးမှာနေဖို့လိုတာမဟုတ်ဘူးဒီနေ့ပြောနေတဲ့ဇီဝမျိုးစုံမျိုးကွဲတွေကလည်း အဲ့လိုတောရီတောင်တွေထဲမှာမှတောရီတောင်တွေထဲမှာရှိမှသူတို့ရဲ့စကြက်ဖြစ်ပြီးတော့နေလို့ရတာ။ဒါကြောင့်မလို့ကိုမျိုးပဝန်းကျင်မှာတောရှိရင်ကိုရွာပဝန်းကျင်မှာတောရှိရင်ထိမ့်ထားပါ။နောက်မနေ့တနေ့ပဲဖတ်လိုက်ရတယ်အမေရိကန်မှာရာခင်းကြီးတွေဧကတဆက်တစားတည်းရှိနေရာခင်းကြီးတွေနဲ့တနေ့ရနဲ့တနေ့အကူလေးတွေမှာတောအုပ်ကလေးတွေထိမ့်ထားတယ်သူက။အဲ့တော့အဲ့ဒီကလူတွေကဖြေတယ် ပြတ်နှုတ်တို့အနားမှာအကောင်ပလောင်လေးတွေဇီဝမျိုးစုံမျိုးကွဲလေးတွေခိုလို့ရအောင်လို့အဲ့ဒီအုတ်တော်ကလေးကိုຢာမချက်တော့ဘူးအဲ့ဒီလိုဟာလေးတွေဟိုနားတစ်ခွက်ဒီနားတစ်ခွက်အဲ့လိုနော်အဲ့ဒီလိုစိတ်ကူးစိတ်တမ်းမျိုးလေးတွေဟိုတို့နိုင်ငံသားတွေသိကြဖို့လိုတယ်နော်ဒါဒါလေးတော့အရင်ဆုံးပြောချင်တာပေါ့နော်